မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့တောင်တရုတ်ပင်လယ်က update ကိုဖော်ပြပေးကြပါမယ်တောင်တရုတ်ပင်လယ်ဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေအနီးကတိုင်ဖုန်းမုန်တိုင်းကိုတူကတော့အပူပိုင်းမုန်တိုင်း tropical storm TS အဖြစ်အာရုံလာပြီးတော့ဒီဇင်ဘာ3ရက်ညပိုင်းမှာဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေအနီးကံရမြုပ်အရှိတောင်ဘက်86မိုင်ခန့်အကွာပင်လယ်ပြင်မှာလေဖိအာနေရှဝန်းအဖြစ် အားပြော့သွားပြီးတော့ညပိုင်းမှာလေပွေလိုက်အဖြစ်ဆက်လက်အာရုံသွားနိုင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှိတ်မှာဖြစ်ပေါ်ရရှိတဲ့လေပွေလိုက်အင်ဘတ် 93W ကလည်းတောင်တရုတ်ပင်လယ်အတွင်းကိုလေပွေလိုက်အဖြစ်နဲ့ဆက်လက်ဝင်ရောက်လာနိုင်ပေမဲ့ဆိုင်ကလုန်းမုန်တိုင်းထပ်မံဖြစ်ပေါ်နိုင်တဲ့အခြေအနေမရှိကြောင်းလည်းတွေ့ရပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်းရန်ကုန်တိုင်းမှာဒီဇင်ဘာ၁ရက်ကနေဒီဇင်ဘာ9ရက်အထိဖြစ်ပေါ်နိုင်တဲ့မူလသားအခြေအနေတွေကိုဖော်ပြပေးကြပါမယ်။ဆိုင်ကလုန်းမုန်တိုင်းတဝါကတော့မြောက်ဘက်ကိုဆက်လက်ရွေးရှားလျက်ရှိပြီးတော့ဒီဇင်ဘာ၁ရက်နေ့မှာမင်္ဂလာပင်လယ်ော်အနောက်တောင်ပိုင်းနဲ့အနောက်လယ်ပိုင်းပင်လယ်ပြင်မှာနိုဘာ30ရက်ညမှာမုန်တိုင်းငယ်အဖြစ်၎င်းဒီဇင်ဘာ၁ရက်နေ့မနက်ပိုင်းမှာလေဖိအားနဲ့ရောင်းဝန်အဖြစ်၎င်းတဆင်ပြီးတဆင်အားပြော့သွားနိုင်မယ်လို့ခန့်မှန်းထားပါရတယ်။တောင်တရုတ်ပင်လယ်ပြင်းထန်နိုင်ငံတောင်ပိုင်းကမ်းခြေအနီးကတိုင်ဖုန်းမုန်တိုင်းကိုတိုကတော့ အပေါ်ဝမ်းပေါ်၌ tropical storm အဖြစ်အာရုံလာပြီးတော့ဒီဇင်ဘာ3ရက်ညပိုင်းမှာဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ်းခြေကိုကာရန်မြို့အနီးကဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။ cyclone မုန်တိုင်းဆန်ရရဲ့အကျဉ်းကြံတွေကတော့ lift r နဲ့ရဝံ 34W အဖြစ်နဲ့တောင်တုံးပင်လယ်မှာပြန်လည်ဆိုးပွက်လာပေမဲ့ fujiwara effect ကြောင့်တိုင်ဖုန်းမုန်တိုင်းကိုတိုနဲ့ nova 30ရက်မှာအင်အားပေါင်းပြီးတဲ့နောက်ပြက်ပြဲသွားပြီဖြစ်ပါတယ်။ဒီဇင်ဘာ1ရက်ကနေဒီဇင်ဘာ9ရက်အထိလက်ရှိဖြစ်ပေါ်နေတဲ့မုန်တိုင်းတွေရဲ့ မြန်မာနိုင်ငံအပေါ်တက်ရောက်မှုမရှိပါဘူးမြန်မာနိုင်ငံတောင်ပိုင်းသတင်းနိုင်အတိုင်းနဲ့ကရင်ပြည်နယ်မှာတော့မိုးရွာသွန်းနိုင်ခြင်းအနည်းငယ်သာရှိနိုင်ပါတယ်။ဘိတ်၊ကန်ဆောက်ကော့တောင်နဲ့ကရင်ပြည်နယ်စုကလီမှာတော့24နာရီမိုးရေချိန်ဟာ3.3လက်မကနေ3.3လက်မကန်ရွာသွန်းနိုင်ပြီးတော့ကြံပြည်နယ်တိုင်းဒေသတွေမှာတော့မိုးရွာနိုင်တဲ့ရွာသွန်းနိုင်တဲ့အခြေအနေမရှိပါဘူး။ဒီဇင်ဘာ1ရက်ကနေဒီဇင်ဘာ9ရက်အထိရန်ကုန်တိုင်းအတွင်းမိုးလေဝသအခြေအနေမှာလည်းရာသီဥတုတာယာပြီးတော့မိုးရွာသွန်းဖို့မရှိပါဘူး။ မြောက်အရှေ့မြောက်ဘက်ကလေတိုင်နှုံးကလည်းတနအီ9မိုင်ကန်ရှိပါတယ်။အမြင့်ဆုံးနေ့ပူချိန်ကတော့37ဒီဂရီနဲ့အနည်းဆုံးညပူချိန်ကတော့18ဒီဂရီမှာတည်ရှိပြီးတော့ဒီဇင်ဘာ3ရက်ကနေ9ရက်အတွင်းအေးအနှဲငယ်ပေါ်ပါမယ်။နေ့လယ်ပိုင်းအချိန်တွေမှာတော့ခန်းစားရတဲ့အပူချိန်ဟာ38ဒီဂရီကရှိနိုင်ပါတယ်။မနက်ပိုင်းနဲ့ညနေပိုင်းညပိုင်းအချိန်တွေမှာလေတို့ဆူထိုင်းစား80ရာခိုင်နှုန်းရှိနိုင်ပြီးတော့နေ့လယ်လေကင်းအချိန်တွေမှာတော့40ရာခိုင်နှုန်းရှိပါပဲ။ လေရုံညဉ့်ညံမှုအညွန်ကိန်းကတော့စက်မှုဆောင်ဧရိယာအနေနဲ့မြို့နယ်ကမြို့နယ်တွေမှာ180ကနေ200ခန့်ရှိနိုင်ပြီးတော့ကျန်းမာရေးချိုးတဲ့တဲ့သူတွေသတိထားရမယ်။လေရုံညဉ့်ညံမှုအခြေအနေဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့အားကောင်းတော်မုံနိုင်ငယ်တဲ့အမှတ်စဉ်စက်ခွန်မြင့်ဆောင်2025ခုထုတ်ပြန်ပေးကြပါရစေ။2025ခုနှစ်ဒီဇင်ဘာ2ရက်နေ့မြန်မာစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြမှာတော့အားကောင်းတော်မုံနိုင်ငယ်အချိန်ဒီဟာဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်တည်းရဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမဲနာဒူမြောက်ပိုင်းပို့တူချယ်ရီကမ်းခြေနဲ့အန်တာပရာတစ်တောင်ပိုင်းကမ်းခြေမှာဖြစ်ပေါ်နေတဲ့အားကောင်းတော်မုံနိုင်ငယ်ဒီဒီပရက်ရှင်ကတော့မြန်မာနိုင်ငံကိုကိုကျွမျိုးရဲ့ အနောက်အနောက်တောင်ဘက်ရေမိုင်950မိုင်ကအိန္ဒိယနိုင်ငံပိုလိုချယ်ရီမြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်80မိုင်ကနဲ့ချင်းနိုင်မြို့ရဲ့အရှေ့အရှေ့တောင်ဘက်ရေမိုင်20မိုင်ကကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အားကောင်းသောမုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေကတော့မြန်မာနိုင်ငံဘက်ကိုဦးတည်၍ရှာမဲ့ခြေတင်မရှိလို့ဝါရောင်အဆင့်လို့သတ်မှတ်ပါတယ်။အားကောင်းသောမုန်တိုင်းငယ်ရဲ့တီနီယာဗဟိုချယ်လီဘီယာနဲ့လေတိုင်နှုန်းကတော့အဆိုပါအားကောင်းသောမုန်တိုင်းငယ်ကတော့မြန်မာစံတော်ချိန်9နာရီခွဲအချိန်မှာမြောက်လက်တီကျ73.3ဒီဂရီနဲ့အရှေ့လောင်ကျူ80.6ဒီဂရီမှာ တည်ရှိပြီးတော့ဗဟိုချက်လေပြင်းအားကတော့1000နှစ်ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးဒေတိုင်းနှုန်းကတော့တနအီကိုမိုင်40နှုန်းကဖြစ်ပါတယ်။နောက်7နှစ်အတွင်းခမန်းချက်မှာတော့ဆိုပါအားကောင်းသောမုန်တိုင်းကအနောက်တောင်ဘက်ကို ပြင်းရဲစွာပြန်ကွင်းနိုင်ပြီးတော့နောက်၁၂နှစ်အတွင်းမှာမုန်တိုင်းငယ်ဖြစ်အာရုံမယ်လို့ခန့်မှန်းထားပါတယ်။အဆိုပါအကောင်းသောမုန်တိုင်းငယ်အစဉ်ကြောင့်မြမပင်လယ်ပြင်မှာလှိုင်းသင်တဲ့ရှိပါမယ်။လှိုင်းမြစ်ဟာမြမကန်ယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ၅ဘေကနေ9ဘေကရှိပါမယ်။ဒါကြောင့်အကောင်းသောမုန်တိုင်းငယ်အစဉ်ကြောင့်ပြည်တွင်းလေကြောင်းပြန်သက်ရင်မြမကန်ယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ကမ်းနေကမ်းဝေ၅ဘန်းရင်းနဲ့သင်းမောတဲ့အနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်လာတာဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့မြင်းလင်းသတင်းကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်ဒီဇင်ဘာ2ရက်နေ့မြန်မာစံတော်ချိန်တနာရီ25မိနစ်60စက္ကန့်ချိန်မှာတော့တမူးမြင်းလင်းစခန်းကနေတောင်နောက်တောင်ဘက်60မိုင်ကန်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်တီးထိတ်မြို့ရဲ့အရှင်မြောက်ဘက်73မိုင်ကန်ကွာမြောက်လက်တီကျူ23ဒသမ44ဒီဂရီအရှင်းလောင်ကြီးကျူ63ဒသမ84ဒီဂရီအနက်64ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရတာစကေ၄ဒသမ9အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြို့လင်းတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မူလဝတ္ထုနဲ့ဇလားပေတာ ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့အင်ဒိုနီးရှားနိုင်ငံရေပေးမှာသေဆုံးသူ900ကျော်လာပြီးတော့နောက်ထပ်900ပျောက်ဆုံးနေတဲ့အကြောင်းဖော်ပြပေးကြပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာတော့ပြီးခဲ့တဲ့တစ်ပတ်ကဖြစ်ပွားခဲ့တဲ့ရေကြီးရေလျှော်နာကြောင့်သေဆုံးသူဦးရေဟာ900အထိမြင့်တက်လာပြီးတော့ကေဆိုင်သမားတွေဟာရေပေးတဲ့နဲ့ဒေသတွေကိုရောက်ရှိဖို့ရုန်းကန်နေရဆင်းလေဖြစ်ပါတယ်။အစိုးရရဲ့သဘာဝဘေးအန္တရာယ်အေဂျင်စီရဲ့အဆိုအရတော့မလကရေလက်ကြားပေါ်မှာဖြစ်ပေါ်နေတဲ့ရှာရှာပါပါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့တဲ့ယကြီးရေရှာမှုတွေဟာပြည်နယ်၃ခုကိုထိခိုက်စေခဲ့ပြီးတော့လူပေါင်း၁.၄လေးတန်းရှိပြီးသင်ခဲ့ပါတယ်။နောက်ထပ်လူ900ပျောက်ဆုံးနေဆဲဖြစ်ပြီးတော့ထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်။အရှိတောင်အာရှမှာရှိတဲ့အင်ဒိုနီးရှားမှာမကြသေးမီရက်တဲ့အတွင်းမိုးသည်တန်စွာရွာသွန်းမှုနဲ့မုန်တိုင်းတန်ကိုခံစားကြရသလိုထိုင်းမလေးရှားနဲ့ တီရီနိုင်ငံမှာလည်းပဲရေကြီးရေလျှာမှုကြောင့်သေဆုံးသူထောင်ကျော်ရှိနေပါတယ်။အင်ဒိုနီးရှားအာဂျီ၊မြောက်ဆူမာထရာနဲ့အနောက်ဆူမာထရာပြည်နယ်တွေဟာအဆိုးရွားဆုံးထိခိုက်ခဲ့ပြီးတော့ထောင်မများစွာသောဒေသခံတွေဟာလမ်းဘက်ဆက်သွယ်ရေးပြတ်တောက်နေပြီးတော့အရေးပေါ်စာနယ်ရေခါတွေလည်းလိုအပ်နေပါတယ်။ရေကြီးရေလျှာမှုတွေဟာဆူနာမီဝင်လာတယ်လို့အာချင်းပြည်နယ် PD ဂျာယာခန်ကဒေသခံအာရီနီအမာလီယာကဆိုပါတယ်။ကျမရဲ့အဖွာပြောတာကတော့ ဒါအစိုးရဆောင်သူ့ရဲ့ဘဝမှာအစိုးရဆောင်ပါပဲလို့အမလီယာကဆိုပါတယ်ဒေတာကန်တော်တော်များများဟာအစားအစာအကူအညီတွေစောင့်ဆိုင်းနေရပြီးတော့တချို့တွေကတော့၂ရက်၃ရက်လောက်မစားရသေးဘူးလို့ဆိုပါတယ်အင်တာနက်ချိတ်ဆက်မှုနဲ့တန်ရှင်းတဲ့ရည်လိုမျိုးအခြေခံလိုအပ်ချက်တွေရရှိဖို့အတွက်ဒေတာကန်တွေဟာကီလိုမီတာပေါင်းများစွာလမ်းလျှောက်ရတယ်လို့လည်းဆိုပါတယ် ဒေသခံအာဏာပိုင်တွေကတော့ Starlink စက်ပစ္စည်းတွေထောက်ပံ့ပေးထားတဲ့အာချေးပြည်နယ်လေပိုင်းမှာအောက်ကျော်ရဲ့မူယုံရှိမှာတနင်္ဂနွေနေ့ညကထောင်ပေါင်းများစွာသောလူတွေတန်းစီဆောင်ဆိုင်နေခဲ့ပါတယ်။လိုင်းမမိတာ9ရက်ရှိပြီးကွန်ရက်ပြန်ကောင်းလာမလားဆိုပြီးတော့မနေ့ကလေးကစောင့်နေတာဘက်တာအာချေးကအမေကုံဖုံးဆက်ဖို့စီစဉ်ထားပေမဲ့အခုချိန်ထိတော့အမေကုံဆက်သွယ်လို့မရသေးပါဘူးလို့ဒေသခံကဆိုပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်းဒီဇင်ဘာ2ရက်အတွက်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးကြပါရစေ။ဘင်္ဂလားပင်လယ်အခြေအနေကတော့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာတိမ်အထည်တွေကနေတိမ်ယူတတ်ပြီးတော့ကပ်ပြည်ပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်မှာအများအပြားဖြင့်တာရပါရစေ။ ပြည်လည်းပြင်ချင်းလေးကတော့တရင်နိုင်ကင်မရာရခိုင်ကင်မရာမြဝကျုံပေါ်ဒေသရဲနဲ့မိုးဒမကွေးဘက်မှာတော့အရှိအရှိမြောက်ဘက်ကလေဟာတနအိကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းတင်တင်ရှိပါရယ်မိုးချင်းလေးကတော့မြန်မာနိုင်ငံတွန်းလုံးမှာအများအပြားတာရပါမယ်မြို့ချင်းလေးကတော့မြန်မာနိုင်ငံတွန်းလုံးမှာညာပူချိန်တွေကျဆင်းပြီးတော့မြို့မြို့တွေကျဆင်းပါမယ်ဆက်လက်ပြီးတော့လည်းဒီဇင်ဘာလ3ရက်အတွက်မိုးလုသားခံမှန်းချက်ကိုဖော်ပြပေးကြပါရယ်ဘင်္ဂလားပင်လယ်အချင်းလေးကတော့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာတိမ်အသေးသေးကနေတည်ယူတက်ပြီးတော့ကပ်ပလီပင်လယ်ပင်လယ်ကျန်ဘင်္ဂလားပင်လယ်အောက်မှာအများအပြားတာရပါမယ် ပြည်လည်းပြင်အချိန်လေးကတော့တရင်နိုင်ကင်မရာမြောက်ခိုင်ကင်မရာမြို့ဝကျော်ပေါ်ဒေသရဲနဲ့မော်ဒမကွေးဘက်မှာတော့အရှိအရှိမြောက်အရပါနေလေဟာတနအိုင်ကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းတင်တဲ့ရှိပါရယ်။မိုးချင်နေကတော့ချင်းပြည်နယ်မှာတိမ်သေးတဲ့ဖြစ်ထွန်းပြီးတော့ကြံတိုင်းနဲ့ပြည်နယ်မှာတော့အများအပြားတာယာပါမယ်။မြို့ချင်နေကတော့မြန်မာနိုင်ငံတွမ်းလုံးမှာညာပူချိန်တွေကြာဆင်းပြီးတော့မြို့တွေကြာဆင်းနိုင်ပါရယ်ရှင်။